ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မဖတ်ပြမှာကတော့စာရေးဆရာမမဆန္ဒရဲ့ပေါင်းမြောက်နှင်းစာဆိုတဲ့ဝတ္ထုတို့လေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်ပေါင်းမြောက်နှင်းစာမိသွေးမိအချိန်နဲ့နေပြီဖြစ်သောသမင်းအိုးကမပွက်ချင်ပွက်ချင်နဲ့ပွက်ခနဲ့ပွက်ခနဲ့ညင်းညင်းညွညွပွက်နေသည်မဆိုင်များကလည်းသမင်းအိုးကိုပြင်းပြင်းရီးရီးနဲ့ထိုင်မွေနေသည်မင်းညက ကောင်စီယုံရှိတွင်ဖနက်ဖင်ခုထိုင်ကကလေးနိုးတိုက်ရင်ကြည့်ခဲ့ရသောမြန်မာကားကိုပြန်လည်မြင်အောင်နေသည်အေမတာကြီးကခေါ်လိုက်တော့မစိမ်မြနည်းနည်းစိမ်ပြတ်သွားသည်အမေကျူရှင်ယူတင်နဲ့စိမ်းမနေသောမစိမ်မြ၏မျက်လုံးသည်အတန်ငယ်ပြူးကျယ်သွားသည်တွေးထင်မြင်အောင်နေသောကိုညွတ်ဝင်းသည် ရုတ်ခနဲပျောက်သွားသည်သူရှိတွင်နှစ်ချီတရှုပ်ရှုပ်နှင့်ငုတ်တုတ်ထိုင်နေသောတာကြီးအော်ရတာဖြစ်သူ မောင်တန်ချောင်းသည်ကိုညွန်ဝင်းလောက်ကြည့်မကောင်းလားကြည်တူရှင်ယူအောင်နင်ကဘီရင်မို့လားဆယ်တန်းဖြေရမှာမို့လားကိုရန်တက်ရမှာမို့လားပြောစမ်းမအောင်ကိုချက်ချီတန်းရဲ့မေရလဲဗျာတဒန်းလဲတဒန်းကျူရှင်ပေါ့ဘာတဒန်းကျူရှင်လဲကျက်ပါလားကိုဟာကိုဒီလောက်အတန်းပေါက်စနကလေးကိုမြန်ကျူရှင်ပေးရမယ်လို့ကြားမှုပေါ့အဲ့ဒါဆိုအမေအောက်နေတာပဲဘာအောက်တာလဲ မဆိုင်များကရောင်မနေရွယ်လိုက်သောကြောင့်တားကြီးကလက်လန်းမမီသောနေရာကိုအလင်းမြန်ဆုတ်ခွာလိုက်သည်လူတိုင်းလူတိုင်းကျူရှင်နေကြတာပဲအမေရဲ့အေးဒါပေမဲ့ငါတို့ကလူတိုင်းလောက်မချမ်းသာဘူးတနေ့တနေ့အလင်းမရောက်တော့မနှဲလုံနေရတာနေအဖေမဟာစီးကြီးရဲ့လကဘလောက်များရှိလို့လဲအလကားတင်ပေးတဲ့ကျူရှင်ရှိရင်တော့တွတ်တက်ဒါပဲမဆိုင်များကဗီဒိုအာနာတော့ငါသူ့ဤအဆိုကိုပဲချလိုက်လေတော့ ားတော်မှာငုံမဲ့မဲ့ဖြစ်သွားသည်မိဖို့ကြောင့်တကားဝရင်ထိုင်နေသော ဖခင်ဖြစ်သူကိုရဲခဲကိုအာကိုတကြီးလှမ်းကြည့်သည်ကိုရဲခဲကအလဲခန်းတွင်ချိတ်ထားသောကလေးပခက်ကြီးကိုလှမ်းဆွဲလိုက်ဇေဘောလိတ်တိုလေးကိုဖိဖွာလိုက်နဲ့မမြင်ကြအောင်ဆောင်နေသည်ဘူဇူကူရိုဤမဲတော့နောက်ပြီးသူတို့အိမ်နောက်စုဤဝင်းကြီးချုပ်လည်းဖြစ်ဗနာရေးဝင်းကြီးလည်းဖြစ်ခမင်းချက်လည်းဖြစ်ခွာတယ်လည်းဖြစ် တန်ရှင်းလောက်သားလည်းဖြစ်တော့သူ၏မဟေတီမဆိတ်မြကိုသူမလွန်ဆန်ရဲเจ้าကိုတားတော်မောင်လည်းတိလိုက်မိထင်ပါသည်ဒီလိုဆိုအမေတင်ပေးမလားကဲတားကပြောတော့မဆိတ်မြလန့်သွားသည်သူကစာကိုဟုတ်တိပတ်တိစိတ်ဝင်စားခဲ့သူမဟုတ် အမေကိုဈေးကူရောက်ရင်တက်တက်လက်ပြက်တက်လက်တင်ခဲ့အသည်ကလည်းရှစ်တန်းထီတာဖြစ်သည်နောက်ပြီး ယောက်ျားမယူမီကလေးကကြောင်းထွက်ခဲ့ရသူမို့ကြောင်းစာတင်ဝေးနေဒီမှာလဲကြာလာချင်ပြီအင်္ဂလိပ်စာတော့နေဖေကိုတင်ခိုင်းမဆိုင်မြကအကြီးဆုံးသောရန်သူကိုဗော်လီဘောတိုက်နှစ်ကမန်ကရန်ရှောင်းတိန်လိုက်သည်ယုံမှာခုတလောအိုဗာတိုင်နေရှိမယ်တဲ့ကိုရီကလည်းပြေးလွှာရှောင်းတိန်လိုက်သည်မဆိုင်မြကမျက်စောင်းခဲရင်ခက်ဆက်ဆက်ပြောသည်အိုဗာတိုင်မရှိတဲ့နေ့တင်လို့ရတာပဲ ိုရီခဲကမျက်တောင်တစ်ဖြက်ဖြက်ခတ်သည်ကလေးပခက်ကျိုးကိုလှမ်းဆွဲသည်ကျိုးနှစ်တုပ်၍ပုတ်တိုက်ပြီးကြည်ဤကြည်ဤဟုမြည်နေသောအတန်ကိုသူ့နားထဲတွင်ကျူရှင်ကျူရှင်ဟုကြားရောင်လာသည်တခါတလေတော့လဲရုံးလုတ်တေအိမ်ပါခြင်းပါလာအောင်မှာမပါတဲ့နေ့တင်ပေါ့ဒီဝကွာအားတဲ့နေ့တင်တာပေါ့ကိုရီခဲကခပ်ပြော့ပြော့ပြောသည် နာမည်ဘေးကိုရှောင်လွှဲမရတော့သည်မို့နောက်ဆုံးနောက်ဆုံးနှင့်ရင်ဆိုင်ရန်အားတင်းသည်ဒီလိုဆိုအမေကတင်ချတင်တင်ချစိတ် AB စင်းမေတော့မည်ဖြစ်တော့မဆိတ်မြမျက်လုံးဆုံးသည်ဆက်ကနေပြန်ပြူးသွားကြသည်ထို့နောက်ကိုရီခဲကိုမျက်စောင်းထိုးကရန်စကားဆိုသည်အဲ့ဒီအောက်တန်းစီရာဒူးကြီးကိုပဲဖဲ့ပြီးဖင်ကြောက်ချတာတိလာဥရီခဲ အောက်ဆိုင်လည်းမရှာနဲ့ငဲကြည့်တတ်တယ် ဟာဘာဆိုင်လို့လဲကိုရီခဲကမဆိုင်မြကိုနားမလဲတယ်လို့လှမ်းကြည့်သည်ထိုစဉ်တွင်ဆလိတ်တော်မှမိဘမြကပစိုးပေါ်သို့ဖွာနေကြွေကြကုန်သည်နေရာမှခုံထပြီးမိဘမြကိုကမန်းကရန်ခါချစဉ်နှုတ်ညကောင်သည်တတိုင်းတိုင်းပြေးဝင်လာသည်တစ်ခက်ထဲမှ ခလေးကထငိုသည်မဆိုင်မြားကသမင်းအိုးကိုစောင့်ကြီးအောင်ကြီးမှုသည်။ဘာမဆိုင်ရမှာလဲ တော်သားဝင်ငွေကောင်းရင်ဒီကောင်တွေကိုဆရာကောင်းကောင်းနဲ့ကျူရှင်ကောင်းကောင်းပေးနိုင်မှာပေါ့ကျုပ်တို့တင်စရာလိုမလားอืมနောက်ဆုံးတော့ဒီဘူတာစိုက်တာပဲကိုရီခဲကညာဘက်နားမဝင်လာတော့မဆိတ်များကြီးစကားများကိုဘယ်ဘက်နားမပြန်ထုတ်ရန်စူးစမ်းရင်တွေးလိုက်မိလေသည်ကဲငါပေါင်းရှစ်တဲ့ပေါင်းစမ်းငါကိုစိတ်ထဲမှာဒါလက်ရှိ6000 5ပြီးတော့6 9 ရှစ်ကိုအေးမအီအီအော်ခက်တော့တာပဲကိုရေခဲရေအေးအေးကိုရေခဲလက်ချာမှဆက်လိုက်တူကိုနိုးစီကွက်ထဲလှမ်းထည့်ပြီးနေရာမှကမန်းကရန်းထသည်သူ့အမိဘေးတွင်ကုန်းကုန်းကွက်ကွက်ရက်နေသောနှုတ်ညာကောင်ကိုဆက်ခေါ်လာပြီးခက်လိန်လိန်ခက်ပိန်ပိန်ဖြစ်နေသောဒန်ထွေးကံပေါ်တွင်ထိုင်ခိုင်းလိုက်သည်စနစ်73 75ဘာ မဆိုင်များကအော်သည်သားတော်မောင်ကသူ့ပါဇက်သူအလျင်မြန်ဗရိတ်ဖမ်းလိုက်တော့လဲချက်ချင်းမရက်ဆက်ဆက်ဆက်ချဟုအထစ်ထစ်အငုံငုံဆိုပြီးမှရက်သွားသည်ထို့ကြောင့်တစ်သားပေတံနှင့်တစ်ချက်ခောက်ခံလိုက်ရလေသည်ဘာဆက်ချက်လဲပြန်ပေါက်စငါကိုစိတ်ထဲမှာထားလက်ရှိချောင်းထားသားတော်မောင်ကနောက်ဖက်တော့မသိမသာတွန်းရွှေ့ထိုင်ရင်ဒုတိယကြိမ်စူးစမ်းသည် ညင့်ကိုငါပြောပေါင်းများလာပြီပူကြီးရဲ့ဟာကိုစိတ်ထဲမှာထားစမ်းပါဆိုရှစ်ကိုစိတ်ထဲမှာထားပြီးလက်ငါးချောင်းထောင်တာကပို့ပြီးမလွယ်ဘူးလားတန်ချောင်းရဲ့သားတော်မောင်ရွှေရဘက်သို့မဆိတ်များကလိုက်တိုးသည်ကဲပြန်ပေါင်းစမ်းကပြက်ကချော်လုံးမနေနဲ့မဆိတ်များကပေဒံနှင့်အစင်းနှင့်ရွယ်ထားသည်တန်ချောင်းကတက်ပြင်းမတိမသားချရင်ကိုရေခဲအားလန့်ကြည့်သည် ခေါင်းကုတ်သည်နှာချီးရှုံသည်ဟွန်းဒီကောင်တော့လူရှင်ဆရာအရွေးမပြီးဆိုပြီးနောင်တရနေပြီထင်ပါရဲ့ကိုရီကဲကတွေးရင်ပြုံးမိသည်သူ့လဲကြရင်တော့လွယ်သည် This is a book This is an apple ဆိုတာတွေကိုတစ်ခါလောက်ချပေးပြီးကဲအဲ့ဒါတွေကိုလေးလေးလာငါးကောက်ရေးကွာခုခိုင်းလိုက်ရုံပဲ ူလဲတက်တာတားလဲကျင်းနဲ့ငင်းချမ်းတရားမှုအတိရှိမည်ဖြစ်လေသည်ဖေဖေနုညာကောင်ကခေါ်သည်ဘာလဲကွာနန်းနန်းနန်းမှာပေါ့ကွာအီးရွက်ဟာမရှူဘဲနေမရတော့ကြောင့်ပြန့်တက်လာတော့ရနံ့ကိုမတက်မတာနဲ့ပြင်းရရှူသည်ဦးမြတ်ဆွေတို့နဲ့လိုက်သွားရင်ကောင်းသားဒါဆိုခလေးဤတဲ့နေရမှာမဟုတ်ဘူးဟုတ်စဉ်းစားသည် ယုံကအရာရှိကြီးဇနီးတိုက်ဖိုက်ဖြစ်သောကြောင့်ကိုမြတ်ဆွေတို့ကိုအောင်မြင့်တို့လူစုတွေအလုံးများကြသည်အားစေရှာသူကရှာကြက်ပောင်းရေပို့သူကပို့ဂလူကိုစ်ဝယ်သူကဝယ်၍လုံလုံရှားရှားရှိတော်လဲကိုရေခဲကတော့ထုံးစံအတိုင်းရေခဲတော့မယ်သူမိမနေမကောင်းတာကိုမိမနေမကောင်းတာမှမဟုတ် ဟုတ်တွေ့သည်သူမိမကကိုမိမထက်ပိုပြီးအရေးကြီးသည်ဟု မထင်ထို့ကြောင့်မလုံမရှားငြိမ်နေလိုက်သည် င်းလှုပ်ဆရာရှိလဲပတ်ဆောင်မှမရှိပဲကိုညနေတုန်းကတော့ကိုမြတ်ဆွေကိုအောင်မြင့်နဲ့ခင်လေးဝေတို့တုံးစုပြီးဟောလီဒဗလင်းဝယ်သည်တရင်သွားမိတ်ညီလိုက်အောင်မလားဟုခေါ်တော့လဲသူကောင်းခါခဲ့သည်ဟောလီဘလင်းတွင် သူအဆူဆန့်ဝင်မပါပဲလိုက်ရမည်ကိုစိတ်မလုံလှသူတို့တုံးဦးကလည်းရှေ့တင်သာလိုက်ပါဟုခေါ်တော့လဲဖွေရာကြတော့ပြန်ပြီးအတင်းပြောခြင်းပြောကြအောင်မို့သိမ့်မယုံလှကဲ မဏီတွင်လိန်မော်သည်6လုံးရှိသည်နောက်ထပ်4လုံးဝယ်လျင်လိန်မော်သည်မြင်းများရှိမည်နီးတဲ့ကဲဆိုဘာလုပ်ရမလဲပေါင်းရမယ်ဘာနဲ့ဘာနဲ့ကိုပေါင်းရမှာလဲ6နဲ့4အဲဟုတ်ပြီကဲပေါင်းစမ်း6ကိုစိတ်ထဲမှာထားလဲ4ချောင်းကိုထောင်း6ပြီးတော့9 8 9 10 17ကဲ အဲ့ဒါစက်တမဆိုင်များကပေနာနဲ့လှမ်းခောက်ပြန်သည်တန်ချောင်းကဖင်ရွှေပြီးနောက်ဆုတ်သွားပြန်သည်ခေါင်းကလေးကိုတုံးပြီးတိတ်တိတ်ချာချာစဉ်းစားပြီးရွဆန်းမှာတန်ချောင်းရဲ့လက်ကိုထောင်းညာထောင်းပါးစပ်ကလည်းရွတ်ကောင်းတဲ့လောက်ရွတ်ပြီးရင်ရွတ်နေတာပဲအေးအေးအိတ်ပါလေကွယ်အေး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 မဆိုင်များကရင်ငွေထဲမှာလူးလွန်လာသောကလေးဤတင်မကိုပုတ်သည် ။အင်ကြီးကိုခမန်းကန်းဆွဲလန်ပြီးကလေးပါဇက်ထဲသို့နှုတ်ပင်ကိုထိုးထည့်သည်။ကလေးကတစ်ချက်နှစ်ချက်ဆုပ်ပြီးပြန်ငြိမ်သွားလေသည်။ဒေါ်ဟာတည်းရဲ့ကိုရီကဲတပြင်းချသည်။ဒီကောင်ပြန်မအိတ်ရင်မဆိုင်များကကိုရီကဲရေခုံးမီဖြစ်သည်။သူကတော့စာတင်နာကိုရက်လိုက်ကြီးမဟုတ်ကိုရီကဲရေဟောခေါ်ပါပြီဗျာကိုရီကဲက ဆလိတ်တို့ကိုနိုးစီကွက်ထဲထိုးထည့်လိုက်ရပြန်သည်မဆိုင်များ၏လက်ထဲမှအငဲကောင်ကိုအလိုက်တတိလှမ်းယူလိုက်ပြီးပခုံးပေါ်တွင်မှောက်ခါတိတ်လိုက်သည်တင်မားပြောင်ပြောင်လေးကိုပုတ်ရင်းဆက်နှစ်ပေကျဲသောအခန်း၌ခောက်တုတ်ခောက်ပြန်လမ်းလျှောက်သည်မြောက်တယ်ဆိုတာပေါင်းတာပဲတန်းချောင်းရဲ့အများကြီးထက်ခါထက်ခါပေါင်းနေရရင်ကြားတယ်မို့လားတခါတည်းမြောက်လိုက်ရင်အဖြေတန်းထွက်ရောမဆိုင်များကသူတိသမျှပို့ချသည် ဒါကြောင့်အလီရဖို့ရေးကြည့်တယ်ပြောတာပေါ့အလီမရရင်မြောက်ကြပေါ့မလွယ်ဘူးဟမ်မလေးဟဲ့ငါမိမလည်းဆရာမကြီးပုံဖန်းနေလိုက်တာအလီရအောင်ကြက်မရရင်တီးမယ်လို့သူပြောနေကြတိုင်းပြောလိုက်ရင်ပြီးရောကိုကြီးကဲကတွေးသည်ခုတလောမဆိုင်ပြကိုတိတ်ပြီးကြည့်လို့မရကိုသားကိုစားတဲ့နာကတော့ဟုတ်ပါရဲ့သူလုံနေကြအလုံများဖြစ်တော့အငဲကောင်တိတ်ချင်းနို့ညာကောင်အီအီတဲချင်း အလတ်မှမိတ်ကုပ်ပေးခြင်းအလတ်ကောင်းကြီးဝဲများကိုဆေးထည့်ပေးခြင်းစသောစသောတောက်တုံမရအလုံးများကိုကိုရီခဲအကုန်လွှဲအပ်လိုက်တည်ရတော့ခက်လာသည်သူစားတင်နေတော့ဘဲသူပါကိစ္စပေါ်ပေါ်ကိုရီခဲရေဟုတဆင်လှမ်းခေါ်လိုက်သည်သာဖြစ်သည်ငါနာမည်ကလည်းရေခဲကနေအေးပြောပြီးသူ့လက်ထက်ကြမှာရေခဲရေဖြစ်နေပြီကိုရီခဲကမလို့တမာတွေးသည် မိရသဖြင့်သူ့ကြောကိုသူအိမ်နိုင်နှင့်ပုတ်နေသောအလတ်မအားစောင့်ကြည့်ပြီးစိတ်မောသွားသည်ပခုံးပေါ်ကအကောင်အိတ်သွားလျင် ခရေပွင့်ချောင်းနှင့်တနခါးကိုရောသွေးပြီးလူပေးရန်အမိန်ကြလာအောင်မိကိုကြိုတိပြီးကြားယောင်နေသည် သူကအနေငယ်မျက်နှာရှုံ့မိလျင်ကဲဒီလိုဆိုတော်လာပြီးတင်လှက်ဒါမှမဟုတ်ကျူရှင်ကဘေဘီကျူရှင်ဆရာစီပို့ခုပြောအောင်မိဖြစ်လေသည်ကဲဒီမှာကြည့် ပန်းအိုးတအိုးလျင်ပန်းသုံးပွင့်စီရှိတဲ့ပန်းအိုး6လုံးဆိုလျင်ပန်းပွင့်မြည်မြရှိမည်နီးတဲ့မစိန်မြကပန်းအိုးဟုဆိုလိုက်တော့ကိုရီခဲသည်ခောက်တော့ခောက်ပြန်လမ်းလျှောက်နေရင်းမှဒေါ်စိန်စိန်ကြီးကိုဖြတ်ခနဲ့တည်းရသည်ရုံးမှအပြိုကြီးအရာရှိမှဖြစ်သောဒေါ်စိန်စိန်ကြီးကိုသူတို့တွေက꽌ရတွင်ခင်ခင်ပန်းအိုးဟုခေါ်ကြသည်ပန်းအိုးကလေးလို့ ခါသေးရင်ခြိတော့ကြောင်းတော့မဟုတ်။ပန်းအိုးထိုးထားသလိုတကောင်းလုံးပန်းနေဝေနေအောင်ပန်တတ်တော့ကြောင်းဖြစ်သည်။အသားညိုညိုဝဝဖိုက်မိုက်နဲ့ပုံမှန်မကြလာတော့လဲရုံးမှထွေးထွေးတို့ကေတဝဲတို့ကမမစိန်တို့ကိုလုံးကတော့တကယ်ကိုမိတယ်ဟေးဟုပြောတတ်ကြသည်။မမစိန်ရဲ့အသားကညိုပေမဲ့ဆိုပြီးဝင်းနေတာပဲဟုလည်းပြောကြသေးသည်။อืม ရှာမရိုးမရှိဘူးဆိုတာတဲဟုတ်တာပဲဥလာအောင်ရဲ့သားလေးဆယ်တန်းကိုဂုံနုတစ်ခုနဲ့အောင်တော့ကရောတော်လိုက်တာနော်မွေးရကြိုးနှက်လိုက်တာနော်လိန်မာလိုက်တာနော်နဲ့ရင်သက်ရှင်မော လုံနေချလိုက်တာဒီခေတ်မှာဂုံနုတစ်ခုလောက်ရတာကောများထူးထူးဆန်းဆန်းတအံ့တော်လို့လို့ကိုရေခဲကအိတ်ပြော်သွားပြီဖြစ်တော့အငဲကောင်ကိုအိတ်ရတဲ့သူဖြည်းဖြည်းကလေးခြာသည်နိုးသွားရင်နောက်ထပ်နိုင်ဝဲလောက်ထတ်လျှောက်ရအောင်မှာမို့ အသက်ကိုပင်ပြင်းပြင်းမရှူရဲကြီး3လီ3 3လီ6 3 3လီ4 3လေးလီ7ဘာပြောလဲ3လေးလီ7ဟုတ်လားမဆိုင်များကဩသည်ကိုရေခဲ့သည်အဲ့ရတဲ့ရောက်နေပြီဖြစ်တော့ခလေးကိုလက်မလို့ရဲသေးပဲခမန်းကရန်ပြန်ဖက်ထားသည်ဟုတ်ခတ်တိုးတိုးပြောလိုက်တော့လဲမဆိုင်များကမကြား ဒါကြောင့်အလီကိုကြည်အောင်ကြက်ပါဆိုစာအုပ်သာကြည်သွားတဲ့စာမကြည်ဘူး၎င်းကောင်ခုဆက်၍អော်ပြန်သည်ဒီတခါတော့ကိုရီကဲစိတ်မရှိတော့တူတူဟာခုခက်ကြကြအော်လိုက်သည်မဆိုင်မြအော်စင်ကမနိုးတော့ငယ်ကောင်သည် ကိုရီကဲဤအတန်ကြားမှဇက်ခနဲ့လန့်နိုးသည်ရဲရဲနဲ့អော်လီတော့သည်သွားပါပြီကွာကိုရီကဲကတားငယ်ကိုပခုံးပေါ်ပြန်ထမ်းသည် ခောက်တုတ်ခောက်ပြန်လျှောက်ရပြန်သည် ခုနောက်စိတ်ပြဲလက်ပြက်နဲ့ညီးသည်မဆိုင်မြရဲ့ညီးစာတင်တာငါပင်မန်းလှတယ်မပင်မန်းကျင်ကျူရှင်စရာစီပို့လိုက်ပေါ့လောက်အောင်ရှာပေးပေါ့အိမ်နဲ့ကြီးရဲ့မဆိုင်မြကလည်းဇက်ခနဲ့မျက်စောင်းထိုးကစိုက်နေကြဘူးတာတို့ဒိုင်းကနေစိုက်လိုက်လေသည်ဌာနတွင်ဆောင်းမွေးဝဲဖြေးထားရပါတယ်ကွာရာဓုတိုးတော့မှာပါဒီစကားမျိုးကြားတာများလာပါပြီကြားလာပါပြီတော့ မဆိုင်များကအယုံကြည်နေဟန်နေဆိုသည်ဒီတစ်ခါအားလုံးဖြေနိုင်နေကွအရင်တုန်းကရောမဖြေနိုင်လို့လားကိုရေခဲကဘာမှဖြေရှင်းချက်ထုတ်နေတော့ပဲကျန်းကိုမတိမတာစောင့်နေသည်စိတ်နေညွတ်နေပြီဖြစ်တော့ကျန်းကိုကျန်းကျဲကခြေချလိုက်တိုင်းကြိတ်ကနေမြည်သည်ကိုရေခဲကတော့ထိုးအတန်ကိုဆိုင်းတန်လို့ထင်ပြီးလူမာတာငွေမရှိရင်လင်းယူမိတာနားလေထင်နေတယ် ယခုမှအိမ်ထက်သမက်မှာမျက်နှာငယ်မျက်နှာငယ်ဒါတွေကိုငါတိပြီးကွဲချစ်ဆိုရာလောကမှာနားမလဲတဲလောကဥတော်တခြင်းကိုစိတ်ထဲမှာအော်ဆိုလိုက်မိသည်ဖေနှင့်မေစကားကောင်းနေစဉ်ကြီးကောင်ကခဲရန်ဖေကိုကြိုက်ခါငေးနေသည်မျက်လုံးစင်းပြီးငိုက်နေသည်မဆိုင်မြမြင်တော့ပေတံနှင့်ရွယ်ကအော်ပြန်သည် ဟဲ့ကောင်ဘာငင်းနေတာလဲမြောက်စမ်းပါလို့ပြောထားမြောက်ပါလားနေဝင်ကနီးနေပြီမိုးရိပ်ကနင်းနေညိုနေတော့နေမင်းသည်ရွှေဝါရောင်လက်တံများနဲ့ကမ္ဘာလောကကြီးတစ်ခုလုံးအားဖြန့်ကျက်နှုတ်ဆက်ပိုင်စွမ်းမရှိရှာပြီခဏနေမှောင်တော့မယ်ကိုရီခဲကတွေးသည်ဆလိတ်တို့ကိုဖင်စီကန်နားရောက်အောင်ထိဖိ၍ဖွာသည် ပူငွေကအစည်းကံကိုလောင်မြိုက်ကနှခမ်းစီတို့ကူးဆက်လာတော့မှရက်လိုက်သည်အစရေကထင်သားပဲပါမမဟုတ်ပါဘူးလို့မစိန်မြကခတ်တိုးတိုးပြောသည် ကိုရီခဲကတော့တက်ပြင်းချသည်ရာဓုတိုးရန်ဆောင်ဝဲဖြေရသည် သူဖြေသည် ဖြေလဲဖြေနိုင်သည်သို့တော်ယခုစရင်ထွက်လာတော့သူ့မြင်ပါမလားသူထက်လုတ်တဲ့နုသူတွေသူ့နောက်မှာအလုတ်ဝင်သူတွေကသူ့ကိုကြော်ပြီးတက်သွားကြသည် သူတို့ငါ့ထက်ဖြင်းနိုင်လို့ထင်ပါရဲ့ ခုတွေးယုံမှအပကိုရီကဲဘာမှမလုပ်တဲ့။ "तू ဟာရောအစတည်းကထင်သားပဲဆိုတာလွဲလို့ဘာမှမပြောတတ်တော့ဘူးလား။ကိုရီကဲကမဆိုင်မြာကိုဒေါသဖြစ်ချင်သည်။၎င်းမိမ့်မှ तू ကြိုပြီးနမိတ်ဖတ်နေလို့ဖြစ်ရတာ။ခုတွေးသည်။ခါတိုင်းလိုအိမ်ကပန်းလေးကောင်းအောင်ပြီးဆက်လိုက်ဖွာဖို့ပင်စိတ်မကူးနိုင်။ရင်ထဲတွင်လေးလံပြီးညှို့ချုံနေသည်။အေးမ။အေး။ ီနေ့အစားတင်တယ်။ရရဲ့လား။ဟွန်းဟွန်းကြစမ်းသားတော်မောင်မတန်ချောင်းကသူ့ဤလေ့ကျင့်ရစာအုပ်ကိုတွန့်ဆုပ်တွန့်ဆုပ်နဲ့လှမ်းပေးသည်။မဆိုင်များကစာရွက်များကိုတစ်ဖြက်ဖြက်လှမ်းကဆေးဆေးသည်။ကြက်ချေကရများနဲ့ပြည့်နေသော စာမျက်နှာများကို စိတ်လက်ညင်ညူးစွာနှင်စိုက်ကြည့်သည်။ဆရာညံ့ခြင်းလောတပည့်ညံ့ခြင်းလောဟု တွေးမနေအားတပည့်ညံ့ခြင်းသာဖြစ်သည်ဟုချက်ချင်းဆုံးဖြတ်လိုက်သည ကျောင်းကဆရာလည်းညံ့မြီမဟုတ်အိမ်ကဆရာလည်းအလွန်တော်သည်ဟုတွေးသည်တာမစားတတ်သေးဘူးအမေတန်ချောင်းကသူ့အမေလက်လန့်မမီရသူဆုတ်ခွာရန်ဟန်ပြင်တော်လဲမဆိုင်မြာကသူ့ထက်မြန်သည်တန်ချောင်း၏ဥစပုတ်ကိုဘဲဘက်လက်နှင့်ဖြတ်ခနဲလှမ်းဆွဲ သည်ခေါင်းကရှေ့သို့ငိုက်လာတော့ညာဘက်လက်နှင့်ကြောပြင်ကိုဖြန့်ခနဲရိုက်လိုက်သည်အပေါင်းလဲမတော်အမြောက်လဲမတက်ဖဲနဲ့ စားချိန်ကြမှာစားချိန်လို့ရမလားဟဲ့ဖေဒူသားရဲ့မဆိုင်များကဒေါသတကြီးရေရွတ်သည်တန်ချောင်းငိုးနေသည်ကိုရေခဲကငေးနေသည်မဆန်တာအဆုံးထိနာတော်တာဆင်ပေးလို့ကျေးဇူးများ í တင်ပါတယ်ရှင်